ရောက်ရီတိုင်းသတင်းဌာနရဲ့အော်တိုဘားလ12ရက်10မိနစ်သတင်းစီစဉ်တွေကိုတင်ဆက်ပေးသွားပါမယ်။နေကံပင်မဗျူဟာကုန်းလေးချောင်းရံကာကွယ်စခန်းကြီးကိုအေးတက်သိမ်းခဲ့ပါတယ်။ကိုရီးယားချင်းငွေနဲ့စတင်တဲ့ဒလတရာနိုင်ငံတော်ဘန်နာထည့်ဝင်မှုကြောင့်ပြီးစီးတယ်လို့စစ်ကောင်းဆောင်ပြောပါရယ်။ဘရောင်းတိုက်ပွဲအတွင်းစစ်ကောမရှင်ကအလောင်းတွေဆွဲပြရတာကိုမပေါက်ကြားဖို့စစ်သုံးကားကြီးနှစ်စီးနဲ့အလောင်းတဲဖို့အသင့်ပြင်ထားပါရယ်။ မြန်မာစစ်ကောင်မရှင်ရဲ့တူယောင်ရွေးကောက်ပွဲကိုမလေးရှားအရက်ဖက်ဖွဲ့တွေရှုံချခဲ့ပါတယ်။အေထိုးစစ်ကြောင့်နေရီကန်ပြူဟာမှာစစ်ကောင်မရှင်ရဲ့စစ်ရင်နန်းဆက်လက်စီအင်အားအပြည့်ရောက်ရှိနေပြီးလေကြောင်းကချပေးတဲ့ခရင်အများစုကိုအေတက်တွေရရှိခဲ့ပါတယ်။ဗမောင်းမြို့သုံးမိုင်ကွာမှာစစ်ရေးတင်းမာနေပြီးစစ်ကောင်မရှင်ကလေကြောင်းကနေတိုက်ခိုက်နေပါတယ်။တိုက်ပွဲပြင်းထန်နေတဲ့လေမျက်နာကိုစစ်ကောင်မရှင်ကအင်အားအပြည့်စစ်ရင်နန်းအစီး20နဲ့အင်အားဖြည့်နေပါတယ်။ အယောရီတိုင်းမှာတိုက်ပွဲတွေကြောင့်ဒဏ်ရာရလာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေမဆားရလေစစ်စေးရုံမှာမဆန်တော့လို့ကစားကွင်းမှာဂရင်တွေချပြီးကုသနေရပါတယ်